ီမူသားကိုခြေသေးရေးတဲ့စလုံးတည်လဲပဲဆိုရှယ်မီဒီယာပေါ်မှာအတန်တခုတော်လကောင်းအက္ခရာတခုတော်လကောင်းတက်လာခဲ့ရင်မူသားနဲ့မကင်းတဲ့ယာရီရဲ့လွှမ်းညုံသွားမယ်ဆိုရင်ဦးသွင်းတို့ရဲ့နိုင်ငံမူသားဝါဒနိုင်ငံဖြစ်ပြီးတော့ပြည့်စည်ုံမရှိမယ်ဒီမူသားဟာ 不老天啊，说话话嘞说，单皮个松松松的，酸甜味，酸甜奶奶，酸甜奶奶，离他地说话话嘞，别等哪吒进入单皮嘛。人家伊亚都讲，写家，下亚那个台湾西巴的，说的单皮有讲啥吧，说的不够的呀？你母大锅呗，你得煮点东西，到表你的哈，阿妹个那的。男人家伊说男人家伊他妈亚欧八大达伊说嘞，巴达伊为什么阿姐呢？亚欧少哦，喏，阿拉路呗， အဲဒီပြည်သူလူထုထဲမှာလည်းပြည်သူလူထုရောင်ဆောင်ပြီးတော့အာနာရှင်နဲ့အကြိုက်လိုက်ဆောင်တဲ့မိုနာဖစ်အဲဒီမိုနာဖစ်တွေကခစ်အဆက်ဆက်မှာပြည်ပြအောင် လုပ်တာသူတို့ပဲမိစေများအားလုံးတော်လန်တော်နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားအစီအစဉ်ကနေပြန်လဲကျူတူလိုက်ပါတယ်ဘုသူတို့ဒီတစ်ပတ်မှာတော့မြူတာဝါဒနွန်တွင်တက်သိင်းခဲ့ရတဲ့ငါတို့တိုင်းပြည်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာ စင်တွေးချက်အပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ်မော်လနာဟဘက်ကဒီဆရာဦးစိုးနေဦးတစ်ခါတော့ရဆရာတရာပေသူတို့နဲ့အတူအခုလိုစင်တွေးတင်ပြထားကြတာပဲဖြစ်ပါတယ်ဆိုရှယ်မီဒီယာပေါ်များသောပုံမှာစကလုံးတွေရနေစလုံးတွေဖြစ်လာတာလေဆရာဟုတ်တယ်နော်စကလုံးတွေရစလုံးတွေဖြစ်လာအတွေးတွေရနေစကလုံးတွေဖြစ်လာတယ်မှပြောချင်တာအတွေးမားနေတဲ့သူတွေကထွက်လာလိုက်တဲ့စကလုံးတွေမှုသားကိုပဲခြေတီမှာပေါ့ဟုတ်တယ်နော်အဲ့ဒီမှုသားကိုခြေတီရေးတဲ့စလုံးတွေလည်းပဲ ဆိုရှယ်မီဒီယာပေါ်မှာအတန်တခုတော်လကောင်းအက္ခရာတခုတော်လကောင်းတက်လာခဲ့ရင်မှုသားနဲ့မကင်းတဲ့ຢာရီရဲ့လွှမ်းညုံသွားမယ်ဆိုရင်ဥသိန်းတို့ရဲ့နိုင်ငံမှုသားဝါဒနိုင်ငံဖြစ်ပြီးတော့ပြည့်စည်ရုံမရှိမယ်အဲ့ဒီဟုတ်ပြောချင်တာပါဟုတ်ကဲ့ဗုဒ္ဓကမိန်တာဗာမိန်လဲဆိုလို့ရှိရင်ဒီရာဟုလောဝါဒတုတ်တမှာဆရာတို့လည်းခဏခဏဥသိင်းတင်ပြဘူးပါတယ်နော်တားတော်ရာဟုလာကိုဗုဒ္ဓမိန်တော်မို့ရာဟုလာလိန်တက်ညာတတ်တဲ့သူဟာမလုံရဲတဲ့အကုသူဆိုတာမရှိဘူးနော်သူ့တဲ့တတ်မယ်ဗျာ မတက်ဘူးဆိုလိမ့်တာလေဘာကြပါဆိုအထင်ရှားကြီးမျက်မြင်သက်တည်းနဲ့ထင်ရှားလူချင်းသူချင်းမှာတတ်ထားခဲ့တဲ့လူသားမှုပေါင်းများစွာကိုဦးဇင်းတို့ဦးဇင်းအမှုတွေအများကြီးရင်ဆိုင်ခဲ့ဘူးတော့ဆိုတရားအုပ်နေရောက်ခဲ့ဘူးတယ်လေရောက်ခဲ့ဘူးတဲ့ကောင်မှာဟာရှင်းနေရှိရတယ်တပြောတဲ့ကောင်မှာဟာတတ်လဲပဲဟာကျွန်တော်မတက်ဘူးပဲညင်းတာလေဘူးတွေပဲပိတ်နေရအဲ့တော့မူသားနဲ့ကာလိုက်တယ်ဗျာရေနော်ဒီနေ့မင်းအွန်လိုင်းတို့အာနာတွေလုထားတယ်ဘာနဲ့ကာလဲမဲခိုးပါလဲဆိုမူသားနဲ့ကာလိုက်တာမဟုတ်ဘူးလားသူကိုယ်နဲ့ကလည်းပါလဲကျွန်တော်မလုရဲတာဘာမှမရှိပါဘူးဆိုတော့ဒါနဲ့ပြန်ကြည့်လိုက်လေ ပြောကျင်တာကမှုသားတစ်ခုကိုခြေခံပြီးတော့နော်ပိတုနာဝါစာလို့ခေါ်တဲ့ချောပြစ်ဂုံးတိုက်သွေးကွဲသေးတဲ့ဇာတ်ရည်ဖြစ်သေးတယ်။ဒီနေ့ဆိုရှယ်မီဒီယာပေါ်မှာမဟုတ်မမှန်တဲ့သတင်းတစ်ခုဒါမှမဟုတ်လို့ရှိရင်မတိကျတဲ့သတင်းတစ်ခုမခိုင်မာတဲ့သတင်းတစ်ခုနော်ဟိုးမြေပြင်မှာဘာဖြစ်နေမသိဘူး။ဒါမဲ့ထွက်လာတဲ့ဇာတ်ရည်တစ်ခုဉာဏ်ပညာနဲ့မသုံးသပ်ဘူး။အာဒါဟိုးကြီးမဟုတ်ဘူးသင်ဉာဏ်မရှိဘူး။သင်ဉာဏ်မရှိဘဲနဲ့သူ့ဒီရောက်လာတဲ့ဇာတ်ရည် မှန်ရင်မှလည်းမှန်မယ်အမားတွေလည်းဖြစ်နေမယ်သူတို့ရောက်လာတဲ့စကားတစ်ခုသတင်းတစ်ခုဟာမှုသားဖြစ်နေမယ်ဆိုရင်အဲ့ဒီမှုသားအပေါ်မှာ तू ကယုံကြည်လက်ခံသွားပြီဆိုရင်ဒီဆိုရဲ့ဘောမှာတင်လိုက်တော့မယ်လေတင်လိုက်မှုရဲ့တက်ရောက်မှုကဘာဖြစ်လာမလဲပိတုနာဝါစာလို့ခေါ်တဲ့သွေးကွဲစေတဲ့စကားတွေဖြစ်လာမယ်သွေးကွဲစေတဲ့အရေးသားတွေဖြစ်လာမယ်အဲ့ဒီရဲ့တက်ရောက်မှုကအများကြီးနော်အများကြီးဖြစ်သွားပြီမှုသားတစ်ခုကိုခြေခံပြီးတော့မှရေးသားလိုက်တဲ့အရေးသားဒီပိတုနာဝါစာဖြစ်လာတယ် ပြည်သူ့ဝါသာကြောင့်တစ်ဖက်နဲ့တစ်ဖက်ပါပြပြုသားဝါသာတွေဖြစ်လာတာလေအမင်းကဘာဖြစ်တယ်ငါကဘာဖြစ်သူတော့အဲ့ဒီပုံမှာမှဥသိန်းတို့တွေဟာတိဆောက်ထားတဲ့ညီညွတ်ရေးတွေဟာပြုတ်ခွဲလာတယ်ပြုတ်ခွဲလာတယ်ဒါဟိုပဲဒီဟာဟိုပဲဟာအငမ်းမရဖြန့်ညာပြုတ်ကြနဲ့အရင်မရဖတ်မရကုသိုလ်လည်းမဖြစ်သေးဘူးဟုတ်လားဟိုကောင်းကျိုးလည်းမတက်ရောက်သေးဘူးစိုးကျိုးတွေပဲတက်ရောက်သေးမှတိတိကြီးနဲ့ဒီဟာကိုရှယ်ကြတယ်ဖြန့်ညာတယ်တန်ဖတ်ပလာပါလေအနှစ်မဲ့တဲ့အနှစ်မဲ့တဲ့ ြောဆိုမှုမျိုးတွေဖြစ်လာကြတယ်ပေါ့အဲ့လိုဖြစ်လာတာကတော့တက်ရောက်မှုတွေဘာဖြစ်လာလဲဘုသူတို့ချင်းချင်းသွေးတွေကွဲသွားကြမယ်ဟောခုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ရိုဟင်ဂျာနဲ့ပတ်သက်တဲ့သတင်းတွေမှန်သလားမှားသလားမြေပြင်ပဲသိလိမ့်မယ်နော်ဘုသူင်းဒါကိုမှန်တယ်မှားတယ်ဥသူမပြောဘူးအေအေနဲ့ရိုဟင်ဂျာပဲသိလိမ့်မယ်ပြီးတော့အဲ့အရက်ဒေတာမှာရှိနေဒေတာကန်တွေပဲသိလိမ့်မယ်အဲ့ဒီအပေါ်မှာမှဥသူတို့ကသတင်းကိုတိတိကျကျလဲ ဟိုနှစ်ဖက်သတင်းကိုနားမထောင်မနေတစ်ဖက်ပြောသကားအရာကိုပြောကြဆိုကြတဲ့အခါမှာစိုးစိုးကတဲ့ရောက်မှု၃၃ချက်ပေါ့မှုသားနဲ့ဆို၄ချက်ပေါ့နော်တဲ့ရောက်မှု၄ချက်တင်ပြန်ပြီးတော့ချင်းချင်းတဲ့အခါမှာကဲတယောက်တော့တွေးခွဲကြပြီခုဒေါ်လာရေးအချင်းချင်းတော့မှတွေးခွဲတာတွေပြုတ်လာကြပြီအဲ့လိုတွေးခွဲလာရင်ဘယ်သူမြတ်ရသွားမလဲအာနာချင်းကကောက်စားသွားမှာလေနော်ကောက်စားသွားမှာဒါကိုသတိပြုဖို့ဦးသနုရဲ့ဒေါ်လာရေးအဖွဲ့လေဒါတွေကိုသတိပြုဖို့လိုအပ်တယ်လို့ဦးသနုတော့လေးလေးနက်နက်ပြောချင်ပါတယ်ဆရာကြီးတင်ပါတင်ပါ ဥစဉ်မူတာဝါဒကတော့ဘယ်ຢာကူမအချိုးမဖြစ်ထွန်းစေဘူးဆိုတော့ဟိုလူငယ်စကားပေါ့အရက်စကားပေါ့ဆရာကြီးဖို့လိပ်ဖြစ်အောင်ပြောတယ်ဟုတ်ကဲ့အမှန်အစစ်အမှန်ကိစ္စဒီလိုအဲ့ဒါကိုပြောင်းမြန်လှန်ပြီးတော့မှပြောတာဒါပေမဲ့တခုရှိတယ်ဆရာအဲ့ဒီဟာလေအမားကြီးကိုလေအမြဲ ြန်ပြော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 အမှန်ကဲ့သို့ပေါ့နော်အမှားကြီးကိုအမြဲတမ်းအမှန်ကဲ့သို့ပြော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 ကြာလိုက်ရင်အဲ့ဒီအမှားကြီးကလေအမှန်လို့ဖြစ်သွားတယ်အမှန်တော့မဖြစ်ဘူးနော်အမှန်လို့ဖြစ်သွားတယ်ဟုတ်တယ်အဲ့ဒါကိုလူတွေကဒါအမှန်ပဲလို့ထင်မှတ်ပြီးတော့ယုံပြီးတော့မှဘာလို့လဲအဲ့ဒါလမ်းလမ်းလွဲကုန်တော့တာပဲလမ်းလွဲတာနော်တမာတရားကနေပြီးတော့တနည်းအားဖြင့်ဖြောက်မှချင်းပြဓမ္မကနေပြီးတော့မှအာရမဖြစ်သွားဓမ္မကနေအာရမဘက်ကိုလမ်းလွဲတော့တာပဲဟုတ်တယ်ဆရာကြီးအဲ့တော့ဒီနိုင်ငံရေးနဲ့စီးရေးနဲ့ပတ်သက်ပြီးတော့မှ တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖက်နဲ့တစ်ဖက်ဟာပြောဆိုကြတဲ့အခါမှာနော်သတင်းတွေအခုပြောသလိုပေါ့ဆိုရှယ်မီဒီယာမှာဆိုရှယ်မီဒီယာရဲ့ platform တွေမှာပြောဆိုကြတဲ့ဟာတွေကမှုတာတွေပဲပြောတာ ဲ့ဒီမူတာတွေကတိုင်းပြည်ကိုကြဆင်းစေတယ်နော်ဦးစင်ဟုတ်တယ်ဆရာတိုင်းပြည်ကိုကြဆင်းစေတယ်လူတွေရဲ့ mindset လူနဲ့ဆိုင်နေဆိုလူပထမဦးဆုံးကလူမြင်ရတဲ့နေရာနဲ့မဆိုင်ဘူးမမြင်ရတဲ့ထဲထဲဟာနဲ့ဆိုင်နှလုံးသားနဲ့ဆိုင်တာနှလုံးသားနဲ့ဆိုင်တယ်လူမှလေနှလုံးသားအရေးကြီးဆုံးပဲနော်ဆရာဟုတ်ကဲ့ဆရာဒီနှလုံးသားကအော်ဟီရီအော်တပါမကြည်တော့ဘူးနောက်တယ်ဟေးဆိုရင်သွားပြီဒီဥစ္စာကလေလူတယောက်ကကောင်းချိုးဘက်ကိုမူတည်တော့ဘူးဒါတော့စိုးချိုးတွေဘက်ကိုပဲသွားလောက်တော့တာလေဥတီတော့စိုးချိုးတွေဘက်ကိုပဲသွားလောက်တော့တာ အဖြက်အဖြက်အဖြက်ဖြက်တွေကြီးပဲအဲ့မှာနေမှာဖြစ်လာလေအဖြက်ဖြက်တွေကြီးလုံနေရင်းနဲ့စောစောဆရာပြောသလိုပေါ့ဟုတ်လားဟိုอืมပါလေတစ်ဖက်နဲ့တစ်ဖက်ရန်တိုက်ပေးတဲ့ပုံစံမျိုးတွေလေအဲ့တော့ကိုဂျိုးစီပွားတွေပါလာမယ်နော်ပြီးတဲ့ခါမှာကို့အသင်းအဖွဲ့ဂိုင်းကနာအဆွဲလူမျိုးဘာသာဟုတ်မလားအဲ့ဒီပါလာမယ်ဒါလေးတစ်ခုလက်သတိထားဖို့ပါဆရာကျွန်တော်ဒီလိုတွေးတယ်ဆရာဆော့ဆော့ပြောသလိုပေါ့တစ်ဖက်ကလည်းဟလာဟိုဥမာကျွန်တော်ခရိယန်နဲ့လည်းဖြစ်ကြမယ်ဆိုပါဆိုဟလား ဟိုဂျီဆက်ပုံကြီးပေါ့နော်ဂျီဆက်ပုံကြီးရောတခါတည်းဟိုမတော်မတရားပုံစံလုပ်မယ်တစ်ဖက်ကလည်းပြန်ပြီးမင်းတို့တော့ငါတို့ဂျီဆက်ပုံလုပ်သေးတာကွာငါတို့လည်းမင်းတို့ဟိုထွက်မြတ်ထားတဲ့ရုပ်ဘွားတော်ဖြစ်ဖြစ်ရုပ်ထုဖြစ်ဒါမှမဟုတ်ဟိုဒီဒီအစ္စလမ်ကုရ်အန်ပဲဖြစ်ဖြစ်ပေါ့တခုမတော်မတရားလုပ်ရင်လုပ်မယ်ဒါပေမဲ့ဒါတွေကလည်းဆရာဒီအခြေခံပြည်သူလူထုကလောက်တာလည်းဟုတ်ချင်မှာဟုတ်မှာသူတို့ချင်းချင်းတွေကနေပြီးတော့ပဲသိရမလားစိုက်ဝါးတွေထည့်ပြီးတော့ပဲအချင်းချင်းရံဖြစ်ပြတာပေါ့ဒါပေမဲ့ပြဿနာကစောစောကဆရာပြောသလိုပဲဒီအခြေခံလူရန်းစာဒါမှမသိဘူးမသိဘူးနားမလည်ဘူးသူက နောက်ဆုံးဆောဆောပြောလို့ဆရာ face chest ဖြစ်တဲ့ဟာလဲသူတို့ကလိုက်တာမဟုတ်ဘူးရုပ်ပြတွေ့လိုက်တဲ့အရာပေါ်မှာဘာလဲဘာဖြစ်လဲခံစားမှာပေါက်ကွဲခံစားပြီးဒေါသနဲ့တုံ့ပြန်တော့တုံ့ပြန်ချက်တရားမှန်အမားတွေပဲဖြစ်လာအဲ့ဒီအမားတွေဒီကောင်းကျိုးချမ်းသာမှုဖြစ်စေပဲနဲ့ဆိုးကျိုးကိုပဲဖြစ်လိုက်တော့ဟုတ်တယ်ဖုံဖုံရေဥစဉ်ရေတိုင်းပြည်ကြီးရလေအတ္တမလန်း လူတွေကအာတမလမ်းကိုပဲလိုက်ပြီးတော့အာတမအတွေ့အာတမနဲ့ပဲသွားတဲ့အခါမှာဘာဖြစ်လဲစောစောပြောတယ်အကုသိုလ်အကြီးကြီးတွေဖြစ်လာတော့တာပဲဟုတ်ကဲ့ဒုစရိုက်ကြီးကြီးတွေဖြစ်လာတာတာပဲเนาะအဲ့ခါကျတော့ဟိုအခုပြောနေကြတာကလေးတွေလည်းနောက်နေကြတာဗောလေသတင်းလေးတစ်ခုထုတ်ပြန်မယ်ဆိုတော့အချက်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 ဆိုတော့အဲ့ရနေစပြီးတော့မှုသာတော့တာပဲဟုတ်ပါဗျာเนาะအချက်ချက်နေစပြီးတော့မှုသာတော့တာပဲအဲ့တော့တစ်ချိန်လုံးဒီမှုသာ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 ပဲပြောနေတော့လူတွေကအမှန်ဆိုတာဘာမှမသိတော့ဟုတ်ပါဒီမှုသာကိုပဲအမှန်လို့ထင်သွားတာ ထင်သွားတာခါမှာဒီလိုဥစဉ်ဒါပေမဲ့ဒါပေမဲ့အတွေ့အကြုံလေးတစ်ခုပေါ့လေဟိုရွာဖက်တွေမှာသွားပြီးတော့အာအာမပါလဲဟိုရေတွင်းလေးတူးတာဝီစီတွင်းဒါပေမဲ့စီမာတော့သိကြတယ်ပဲဥစဉ်လက်ရိုက်လေနော်လက်ရိုက်ဟုတ်တယ်ဟုတ်တယ်အဲ့တော့တခါတည်းဒီဟာလေးကပိုက်ကလေးဆိုတော့တဲတဲ့ကြမှာတော့သူကလုံးဝကိုနော်ဒီတခါတည်းတောက်မှာတဲတဲ့ကိုသူကကြာတာအဲ့တော့ဒီဆရာသိတယ်ခိုင်းတာတပည့်လေးခိုင်းတာလေးငါရှိရတော့တပည့်လေးအရိုက်ဆရာလေးဟဲ့မင်းဘလောက်ဝင်သွားပြီဘလောက်ဝင်သွားပြီဆိုအဲခဏနေဦးသူကြည့်လိုက်ဟာစောင်းသွားပြီတခါပြန်နှုတ်ပြီးတော့ အဲ့တော့ဥစဉ်သူကလေချလိုက်တာတော့စပြီးစောက်တာတစိမ့်ပဲနော်ဥစဉ်ဟုတ်ကဲ့တစိမ့်ပဲတစိမ့်ကနေပြီးတော့ဒီကောင်ကရှေ့အောက်ကိုရောက်သွားလေလေစောင်းတဲ့ဟာဘိုးအချက်နဲ့ဝေးသွားလေဝေးသွားကျဲတော့နောက်ဆုံးတော့တခြားစီဖြစ်သွားတော့တာနော်ဟုတ်တယ်တခြားစီဖြစ်သွားတော့အဲ့တော့ဒီမူတာဝါရာဟာလေစပြီးထက်လိုက်တဲ့အချိန်မှာတေးသေးလေးပဲတေးသေးလေးပဲနည်းနည်းလေးပဲတစိမ့်ကလေးပဲဒါပေမဲ့ဒါကြာကြာကြာပြောပါများ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 လာတဲ့အခါမှာလူတွေက တမာတိတို့ဓမ္မကိုဘာမှမသိတော့မသိတော့ဘူးဒီမူတာတွေမှာပဲကျင့်လေပြီးတယောက်နဲ့တယောက်เนาะပြောတာတော့ရှိတာပေါ့ဦးစင်းမြတ်တာပို့ကြမလားလူချင်းချင်းလက်ပတ်ချင်းကင်းဝေးကြပါစေဟုတ်ပါဘာညာတော့ပြောတယ်ဒါပေမဲ့လေဟိုဒီ Facebook မှာလေအကြီးကျယ်ငွေကိုတိမ့်နဲ့ပေါင်းနဲ့တိမ့်ဆိုတာတိမ့်ငန်းန်းနေတောင်းနဲ့ချီလိမ့်နဲ့လူကသူ့ရဲ့ဘာယုံမှာအဲ့ဒါလေးရေးထားတယ်လူချင်းချင်းလက်ပတ်ချင်းကင်းဝေးကြပါစေပြီးတော့သူကတိမ့်ပေါင်းပေါင်းနဲ့ချီပြီးလိမ့်သွားတာအဲ့ဒါပြောတယ်ဆရာသူကတရားလေအဲ့လိုမျိုးရှိရနေ ကာပါပြထားမှသူကကျန်တာလိန်လို့ရမှာဟုတ်အဲ့သဘောပြသဒီသဘောခုမင်းအွန်လိုင်းလို့လည်းပဲဒီတိုင်းမဲ့ရှိရမှုသားနဲ့ကာထားတယ်ကျွန်တော်တို့အမှန်တရားလူတွေပါသူတို့ကာထားပြီးတော့ထင်ရလို့လို့ရအောင်လို့ဒါလုပ်ထားတာဟုတ်ဆရာခံပြပါဟုတ်ဆရာသက်ပါဟုတ်ဆိုတော့ဆရာမုတာဝါဒတိဘယ်တော့မှတိုင်းပြည်ရောပြည်သူရောလူတွေရဲ့ကောင်းကျိုးချမ်းသာနဲ့လောကကောင်းကျိုးချမ်းသာရောဘယ်တော့မှကောင်းကျိုးမဖြစ်ဘူးဆရာသူကအစိုးပဲအဖြစ်ဖက်ကိုပဲသွားတာဆောစောကျွန်တော် ကျမ်းစာမှာပြောခဲ့သလိုပါပဲเนาะဘာလို့လဲမနတ်တီသစ္စာတုန်တိုက်သစ္စာတရားမရှိသောကြောင့်သစ္စာတရားနဲ့မတီမနေမုတာကိုသုံးသောခါမိမိပဂတိအတိုင်းသုံးဤမနတ်ဤလောက်ရမှုကခိုးခြင်းတတ်ခြင်းဖြစ်စည်းခြင်းငါသာအဲ့တော့စောစောဖုံဖုံမိတ်နေတယ်မလို့ရတာဘာမှမရှိဘူးလို့ပြောတာကအဲ့လိုလူတွေကလေဒါဆရာကျွန်တော်ရက်ွက်တဲမှာဆိုတရားဇိုးစကားပဲလေဟုတ်တယ်ဇိုးပြောတဲ့စကားဟဲ့အမင်းငါဘာတင်လဲဟာမင်းငါမင်း မင်းတော့ငါမလို့ရတာဘာမှမရှိဘူးတော့ဆိုတာဒါဇိုးစကားပဲအဲ့တော့ဒီဇိုးတွေကိုကြည့်လေသူတို့ကသူတို့ဘဝအသက်တာဘယ်တော့မှမကန်ကန်ကန်လမ်းလျှောက်တာမဟုတ်ဘူးလေဟုတ်တယ်မမကန်နေပဲလမ်းလျှောက်မူတာနေပဲလမ်းလျှောက်တာလေသူတို့ကဟုတ်တယ်မလားကျင်လေတာလမ်းလျှောက်တယ်ဆိုတော့ကျင်လေတာဘဝကိုဆိုတော့အဲ့တော့ဆရာကြီးဒီမူတာဟာဘုံဘုံကြီးဒီမူတာဟာ ဘလောက်ထီအောင်ဆိုးသွားသွားလဲဆိုရင်တိုင်းပြည်ကိုအဆုံးစုံဆုံးထိဆွဲချမယ်ဆွဲချနိုင်တယ်ဆွဲချနေတဲ့အနေထားထိဆိုးသွားသွားတယ်ပြဿနာကကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံရေးအရာတော်ကောင်စီရေးအရာတော်ကောင်တာဝန်ရှိပါတယ်ဆိုတဲ့တိုင်းပြည်ကိုခေါင်းဆောင်ပါဆိုတဲ့ပုဂ္ဂိုလ်တွေကဒီမှုသားကိုပဲနေတူကတွန်တွင်ကြီးအတော့ပြုတ်နေတာဟာအမင်္ဂလာဖြစ်နေတယ်တိုင်းပြည်ဒီဓမ္မတိုင်းပြည် မဖြစ်တော့ဘူးအဲ့တော့မှတိုင်းပြည်ဘက်ကိုပဲဥတည်နေတယ်ဆရာကြီးဒါလေးနဲ့ပတ်သက်ပြီးတော့ဆရာအမြင်လေးပြောပါအောင်ဆရာကြီးဟုတ်ဆရာကြီးအဓိကဆရာတို့အခုပြောလိုက်တဲ့ဟိုဟာမှာအဓိကကတော့အယောင်ဆောင်တဲ့သူတွေများလာပဲဟုတ်တယ်ဟုတ်ပြီးတော့တို့ကျမ်းစာမှာဆိုရင်တော့ဒီအယောင်ဆောင်တဲ့သူတွေမူနာဖစ်လို့ခေါ်တယ်ဟာဟုတ်ကဲ့ဆရာမူနာဖစ်ဆိုတာအယောင်ဆောင်အရေးချုံပေါ့သူကနိုင်ငံရေးဆိုတာနိုင်ငံရေးသမားအယောင်ဆောင်ဘာသာရေးဆိုရင်လည်းဘာသာရေးဝတ်စုံအပြည့်နဲ့အယောင်ဆောင်ပေါ့နော်အလားတူပဲ အဲဒီပြည်သူလူထုထဲမှာလည်းပြည်သူလူထုရောင်ဆောင်ပြီးတော့အာနာရှင်နဲ့အကြိုက်လိုက်ဆောင်တဲ့မိုနာဖစ်အဲဒီမိုနာဖစ်တွေကခစ်အဆက်ဆက်မှာပြည်ပြအောင် လုပ်တာသူတို့ပဲပြီးရင်တခြားသူတွေကိုပြည်ဖြတ်တယ်လို့ပြန်ပြောတာဟုတ်တယ်အကြောင်းမဟုတ်တာဟုတ်လားဆရာတို့ရှေ့မှာပြောသလိုပဲသူကလူတွေရဲ့သဘောကကိုယ်လုံးနေတဲ့ကိစ္စကိုသူများလုပ်တယ်လို့ထင်တာပဲဟုတ်ပါဘူးတရက်ကျွန်တော်တို့မှာအဗ္ဒူလ်ကာဒီလ်ဂျီလာနီတခင်ကြီးဆိုတာရှိတယ်သူကတရက်မှာထပြီးတော့သူက ညမှာတာဟာကျွတ်ဆိုတာညညရဲ့နောက်ဆုံးကာလတွေမှာထပြီးတော့သူဝိပ္ပူရတာနာညနောက်ဆုံးရံနေမှာပေါ့နော်ထပြီးတော့စုတောင်းဝိပ္ပူတယ်ကောင်းမှုကုသိုလ်လုပ်တယ်သူကသူအစောကြီးထားတဲ့အချိန်မှာသူကတစ်ဖက်မှာလည်းလူရိပ်မြင်တယ်ဟုတ်လူရိပ်မြင်တော့သူကဘလို့ထင်တော့ဆိုတော့အော်တစ်ဖက်ကငါလိုပဲအစောကြီးထားပြီးကောင်းမှုကုသိုလ်လုပ်နေတဲ့ကိုကိုစောလာပြီထင်တာဟိုဘက်မှာငါထဲစောပြီးကောင်းမှုကုသိုလ်လုပ်တဲ့လူရှိပါသလားပေါ့အဲဟိုဘက်ကအရေးကကြတော့လေသူကတခိုးဟွန်း တခုအကြော်လိုက်သူကဘလို့မြင်တော့ဆိုတော့တစ်ဖက်ကအိုးသူတော်စင်ကြီးထားပြီးဝင်းပြူတော်သူကဘလို့မြင်တော့ဩတခုကငါတယောက်တည်းရှိတယ်အောင်းမေးတော့ဟိုဘက်ကလည်းတခုပဲတခုတခုရှူတော့အကြည့်ရင်အကုန်လုံးကတခုကြည့်မယ်ကိုလှုပ်တယ်လို့ညားလှုပ်တယ်လို့မြန်မာနိုင်ငံမှာကြည့်လိုက်အကျန်းအဖတ်ဆုံးကဘယ်သူတော်ဆိုရင်ဆေးအာနာရှင်နေဒါပေမဲ့ तू နဲ့မတည့်တယ်လို့မှလည်းအကျန်းဖတ်ဖြစ်တာသူကတတ်မှတ်တယ်သူကတတ်မှတ်တာပဲအလားတူပဲအလားတူပဲတနိုင်ငံလုံးကိုခဏခဏအာနာသိမ့်မယ်ဒါပေမဲ့အာနာ နိုင်ငံကြီးကိုသိမ်းတော့မယ်ဆိုပြီးတော့လူတွေကိုသမင်းလုံး36ချောက်လာတာဟုတ်ဟာမွတ်စလင်တွေက86ချောက်21ရာစုမှာเนาะမင်းတို့နိုင်ငံကြီးကိုသိမ်းလိုက်မယ်ပြီးရင်တို့ကြီးသိမ်းလာတဲ့တော်ရတော်တို့ကတယောက်တစ်ယောက်ပလီထဲမှာတော့မှအသင်းနှစ်သင်းရှိရင်နှစ်သင်းက၄ခါခွဲရင်ခွဲသေးတာဟုတ်မြန်မာပြည်သားတွေပဲလေ၃ရောင်ရှိရင်နှစ်ဖွဲ့ခွဲတာထုံးစံမွတ်စလင်တွေလည်းတူတူပဲဟုတ်ကဲ့၃ရောင်ရှိရင်မြန်မာပြည်သားပြီးသားတယ်လေနော်၃ရောင်ပြည် ဒီမှာဘာမှဖြစ်တာမဟုတ်ဘူးဒါပေမဲ့သူတို့ကဘာလို့ဆိုတော့သူတို့သူတို့ခိုးတယ်လို့လူတိုင်းခိုးတယ်လို့သူတို့စိတ်ထဲမှာထင်တာမှုသားတွေရဲ့စူဂျူတဲ့ရောက်မှုတွေကိုဘာသာရေးအသီးသီးကနေအမြင်ရှုတော့အမျိုးမျိုးကသုံးသပ်ဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးချက်အပိုင်းသုံးမဲ့ဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်းလေးကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုတည်ငောင်းပါအပ်ပါတယ်အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်